အခုတော့ကြွားဦးစီးဒီကြွားမအောင်ဖေယားကြီးရဲ့ကိုလေမောင်နှမလို့တည်ရတဲ့နှစ်စီးသလုံးရောက်ရှိလာပါပြီရှင်ဒါအခုမြင်နေရတော့အကိုဝဲဖြစ်ပါတယ်ရှင်ဒီဘက်ဘေးမှာကတော့ညီမလို့တည်ရပါတယ်ရှင်မောင်နှမလေဘယ်လေးရအထီးလေကဲဘယ်လေးရအမလေကဲလို့

ုညက်ပြောင်းမယ်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 ဟောကနာရပြောင်းမယ်ဟောဟဲ့ကြာရပါလေတော့ဒီတခါမှလဲနဂါးတွေအုံလိုက်ကျင်းလိုက်ဝင်ပူးကြပြန်ပါပြီ။ဒါကတော့ဒီအပိုင်းနာမည်ကြီးနေတဲ့နေပြည်တော်လေဝဲမြို့ပတ်တာချောင်းတွင်းကရှေးဟောင်းလောင်းလှည်ကြီးနှစ်စင်းပေါ်တယ် ိုက်လောင်းလေကြီးကိုပတ်တာကျွေးရွာကရွာသူရွာသားတွေကကိုထူကိုထစူပေါင်းအားနဲ့ဆယ်ယူကြတယ်ပေါ့ဗျာအဲ့လိုဆယ်ယူတဲ့အချိန်မှာရွာသားတွေရဲ့စီးလုံးမှုကိုအားလုံးလည်းမျက်မြင်ကိုတွေ့မြင်ကြရမှာပါအဲ့တော့လောင်းလေကြီးနှစင်းကကုန်းပေါ်ကိုရောက်လာတယ်ရောက်လာပြီးတော့ပတ်တာကျွေးရွာရဲ့ရွာဦးစေဒီចောင်းကို ပို့မယ်ပေါ့ဗျာအဲ့လိုပို့တဲ့အချိန်မှာကျွန်တော်တို့မြမာလေးရဲ့ရိုးရံမပြတ် ချမ်းဩစီလေးနဲ့ပွဲလေးနဲ့ပေါ့အဲ့တော့ပွဲပြီးတဲ့ကိစ္စကလည်းဒီနေရာမှာမပြောမဖြစ်ပြောရတော့မယ်ဗျအဲ့တော့ဘာမှမသိပဲနဲ့ပွဲပြီးတာဗျအဲ့တော့နည်းနည်းလေးထူးဆန်းပြီးမင်းအမမြင်အပ်ဒီနဲ့သက်ဆိုင်လာပြီးပြောင်းရောက်ကမြှောက်ပေးနေပြီးဘာသာရေးနဲ့နွယ်လာပြီးဆိုလို့ရှိရင်ပွဲပြီးတော့တာပဲအခုဒါလည်းဘာကိစ္စပွဲပြီးလဲတော့ကျွန်တော်လည်းနားမလည်ဘူးဗျအဲ့တော့ပွဲပြီးလိုက်တယ် ပြီးတော့ရှမ်းအိုးစီတန်ကြရင်မနေနိုင်တဲ့သူတွေကထပြီးနဂါးတွေအုံလိုက်ကျင်းလိုက်ဝင်ပူးပါလေရောအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ကျေးရွာမှာရှိတဲ့လူတွေရဲ့စူပေါင်းအားနဲ့စီစီလုံးလုံးချေယူရတဲ့အပျော်ကနေပြီးတော့ဘာမှမသိဘဲနဲ့ဝင်ပူးတဲ့ကြောင်တောင်ပွဲဖြစ်သွားတယ်။ဒါရွာသူရွာသားတွေရဲ့စီလုံးမှုအင်အားနဲ့ပျော်ရမယ့်အပျော်ဗျာအဲ့ဒီအပျော်ကိုရှမ်းအိုးစီနဲ့နဂနာပွဲလိုလို့ နတ်ဝင်ပွဲလိုလိုဖြစ်သွားတယ်။အဲ့တော့ကျွန်တော်တို့မြန်မာတွေကပွဲတစ်ခုခုဆိုလို့ရှိရင်ဒီရှမ်းဦးစီတွေတကားပူးတာတွေမပါဘဲနဲ့မပြော်တတ်တော့ဘူး။အများအပြားကျွန်တော်တို့မြန်မာအမျိုးသမီးတွေဘာတွေဖြစ်နေကြတာ။ရိုးရိုးတန်းတန်းပျော်လို့ရိုးရိုးတန်းတန်းကလို့ရပါတယ်။အဲ့တော့ရှမ်းဦးစီတွေငကားတွေဘာကောင်ညာကောင်တွေဝင်ပူးမှပျော်တတ်တဲ့ပွဲလှုပ်တတ်တဲ့အကျင့်တွေပါကုန်ပြီဗျာ။ တော်တော်စိတ်မကောင်းစရာဒါကဒါကရိုးရိုးတန်တန်လေးဘာသားရည်စူပေါင်းအားနဲ့ပျော်ရွှင်ရမယ်ပွဲမှာရှမ်းဦးစီတန်ကျိုင်းတငယ်နာမစင်းတဲ့ငကားဘူးတိုက်ဘူးတွေကဝင်ပြီးတော့နှောက်ရက်တာပဲဒါအနှောက်ရက်ပေးတာပဲဆက်ကြည့်အောင် Oh, my God. တော့ဒီငကားဘူးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာနည်းနည်းတော့နည်းနည်းတော့လူတွေကိုပညာပေးအနေနဲ့လှုပ်ဖို့လိုပြီလို့ထင်တယ်ဗျပြီးတော့ရှမ်းဦးစီတန်းကြာရင်ပွဲမြင်ရင်ဝင်ဝင်ပူးတက်တဲ့စေယောဂါတွေကိုလည်းကျွန်တော်တို့တခုခုနဲ့ဖျောက်တင်ပြီးလို့ကျွန်တော်ထင်ပါတယ်အဲ့တော့တကယ်မရှိဘူးလားဆိုတော့ရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ဘာပွဲနေနေငကားဝင်ပူးနေတာကြီးကတော့မဖြစ်တင်တော့ဟုတ်လည်းမဟုတ်နိုင်ဘူးဖြစ်လည်းမဖြစ်နိုင်တော့ဘူး ဲ့တော့ဒါကကျွန်တော်တို့မြန်မာမျိုးသမီးတွေရဲ့စိတ်ရောဂါလို့ပဲကျွန်တော်ကတော့သုံးသပ်ရမလို့တောင်ဖြစ်နေပါပြီ။တော့ပွဲတပွဲပွဲတွေ့ရင်ဖျားပေါ်တာပဲဖြစ်ဖျားတဲတာပဲဖြစ်ဖြစ်လမ်းတဲလမ်းဆောက်တာပဲဖြစ်ဖြစ်တော့ဘာလေးပဲဖြစ်ဖြစ်ငကားဝင်ပူးမဲဆိုတာကြီးပဲဖြစ်နေတာ။အခုလဲရွာသားတွေရဲ့စူပေါင်းအားနဲ့ပျော်ပျော်ရွှင်ရွှင်သွားရမယ့်ကိစ္စမှာနဂါပူတာလာရှုပ်နေတယ်အဲ့တော့တချို့ကိစ္စတွေကဘာသာရေးနဲ့တိတ်မနွယ်နေဘူးဗျာတိလား ဒါကရှေအောင်မွေနှစ်တခုဖြစ်တယ်။ဒါကိုရွာသားတွေရဲ့စူပေါင်းအားနဲ့သမိုင်းကြောင်းတစ်ခုအနေနဲ့တူးပေါ်ခဲ့တယ်ဆိုတော့ခန့်ခန့်ထဲထဲတီတီတက်တဲ့သမိုင်းတစ်ခုကိုတီဆောက်လိုက်ရမှာကိုဘာကိစ္စငကားတွေကဝင်းပါလာတာတော့အဲ့တော့ဆက်ကြည့်အောင် အခုတော့ဇွားဦးစီးတီသစ္စာမအောင်ဖေယားကြီးရဲ့ကိုလီမောင်နှမလို့တည်ရတဲ့နှစ်စီးသလုံးရောက်ချက်လာပါပြီရှင်ဒါအခုမြင်နေရတော့အကိုဝဲဖြစ်ပါလေရှင်ဒီဘက်ဘေးမှာကတော့ညီမလို့တည်ရပါလေရှင်ကဲအဲ့တော့အဲ့လိုမျိုးလောင်းလိန်ကြီးနှစင်းဇွားဦးကျောင်းစီးတီကိုတဲတဲ့အချိန်မှာငကားရီကဝင်ပူးပြီးတော့ဒီလီနှစင်းကမောင်နှမလေ fẹ́lì àti ilẹ̀kẹ̀ẹ́ fẹ́lì a maalị kẹlọ pọ́pùtẹ́ gẹyà rìrọ lọ́gọ mi tí na bí ó rà ala oun ti zitè ní tíbi àjẹ́pébà rẹ̀ tí dìtò wa rọ́ agoke maa မွားတခြင်းနေနဲ့တူတယ်လို့တော့ပြောကြပါတယ်ချင်းဒါပေမဲ့မဟုတ်ပါဘူးချင်းဟိုးအရင်လက်ထက်ကစစ်တိုက်ထွက်လာတာပေါ့နော်သူတို့ပြင်းလွှားရင်းနဲ့နစ်မြုပ်ပြီးသေးကုန်ကြတာပေါ့နော်အဲ့လိုလည်းသိရပါတယ်ချင်းဒါကရှင်အောင်မွေနေ့တခုဆိုလို့ရှိရင်လဲအော်တာဝန်ရှိတဲ့သူတွေက လာရောက်စစ်ဆေးတာတို့သမိုင်းကြောင်းတခုဖော်ထုတ်တာတို့ဘာလို့လုပ်တင်ပါလဲအခုကငကားရီယာဝင်ပြီးတော့ဒီလီတွေရဲ့သမိုင်းကြောင်းကို တောင်ပြောမြောင်ပြောတွေလာပြောကုန်ပြီဗျာအဲ့တော့လေရလဲမောင်နှမဖြစ်လို့ဖြစ်အဲ့တော့ကျွန်တော်တို့နိုင်ငံကလူတွေကနည်းနည်းလေးလွှဲတာမဟုတ်တော့ဘူးလေတော်တော်ကြီးကိုလွှဲကုန်ပြီအဲ့တော့ကျွန်တော် viewer တွေအနေနဲ့လဲနေပြီးတော့လေဝေးမြို့ပတ်တာချောင်းတွင်းကလောင်းလီနှစင်းပေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ငကားတွေနဲ့ဆက်ဆက်နေလားအဲ့တော့ဒီငကားတွေပြောတဲ့ လေမောင်နှမဆိုတာကိုယုံကြည်ကြလားအဲ့တော့ဒီလေမောင်နှမကလည်းဘာကိစ္စအခုမှထပြီးတော့ပေါ်လာပြီးငကားတွေပါ အုံနဲ့ကျင်းနိုင်ဝင်ပူးကြတာလေဒီလောင်းလေကြီးနှစင်းကရောတကယ်အရင်တော့ကစစ်တိုက်ဖတ်ခဲ့တဲ့လှေတွေလောင်းလေတွေဟုတ်ရဲ့လားအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လဲရှေ့မီနောက်မီပုံကိုယ်တွေတိတဲ့တက်တဲ့ပုံကိုယ်တွေရှိရင်လဲဝင်ပြောပြသွားခဲ့ကြပါအောင်ဗျာ ဲတော့ဘာပဲပြောပြောကျွန်တော်တို့နိုင်ငံမှာနဂါးတွေနဲ့ပတ်သက်ပြီးတော့နေရာတိုင်းပူးနေတာပါပဲ။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ